်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးမုံရွာလမ်းပေါ်စက်ကြီးကောက်နေတဲ့စစ်တပ်ကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်သား၃ဦးသေဆုံးပြီးတော့စစ်တပ်ဦးထိခိုက်ဒဏ်ရာရတဲ့ဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စကိုင်းတိုင်းမန္တလေးမုံရွာလမ်းပေါ်တွင်စက်ကြီးကောက်နေသည့်အကြမ်းဖက်စစ်တပ်ကိုအဝေးထိန်းမိုင်းဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သား၃ဦးသေဆုံးပြီးစစ်တပ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းမုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းလေတပ်ခွဲနှင့်မှတပ်ခွဲမှု Wi-Fi ကသတင်းဌာနကိုပြောပါတယ်။ရှမနီအော်တိုဘာလ၄ရက်နေ့ညနေ9:35မိနစ်အချိန်မန္တလေးမုံရွာလမ်းပေါ်တွင်ဖြီသူကိုအနိုင်ကျင့်ဆက်ကြီးငွေကောက်နေသောအကြမ်းဖက်စစ်တပ်ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းထို့သောမိုင်းဆွဲတိုက်ခိုက်ခဲ့စဉ်စစ်တပ်ဘက်မှ3ဦးနေရာတွင်ပွင်ပွဲချင်းပြီးတည်ဆုံခဲ့ကြောင်းထို့တိုက်ခိုက်မှုအပြီးစစ်တပ်ဘက်မှစစ်ကူအင်အား30ခန့်ထပ်မံရောက်ရှိလာသဖြင့်ထပ်မံမိုင်းဆွဲခဲ့ကြောင်းဒုတိယကြိမ်ပိုင်းဆွဲမှုတွင်စစ်ကောင်စီဘက်မှတပ်သား70ဦးခန့်ထိခိုက်သွားကြောင်း တော်လိုင်းရဲရဲပေါ်များအနေဖြင့်အတိအကဲမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။စစ်ခွေးသုံးဦးကနေရာမှာတင်ပွဲချင်းပြီးတည်ဆုံပါတယ်။စခဆက်တပ်ဦးကထိခိုက်ဒဏ်ရာရပါတယ်။စစ်ခွေးအင်အားကတော့40လောက်တော့ရှိမယ်။မိုင်းဆွဲတဲ့အဝေးထိန်းမိုင်းကတော့စုစုပေါင်း12လုံးနဲ့3ပိုင်းပါ။မုံရွာမျိုးအထွန်းမုံရွာမုတ်အပေါင်နာမှာအထိုင်ချတဲ့ခိတ်ကနေပြီးတော့သူကတောင်ဘက်ကိုထွက်လာတယ်။အဲ့ဒီခိတ်ကနေပြီးတော့တောင်ဘက်ကို လမ်းလုံခြုံရေးယူပြီးပြည်သူတွေစီကနေစက်ကြေးကောက်နေတာပေါ့ဟုမုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းလေးတပ်ခွဲနှစ်မှတပ်ခွဲမှု Wi-Fi ကသတင်းဌာနကိုပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းလေးအထူးကွန်မန်ဒိုတပ်ခွဲမုံရွာတပ်ပွိုင်းမုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းလေးတပ်ခွဲနှင့်ငါးမြင်းဆောင်ကွန်မန်ဒိုဖုံမုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းလေးတပ်ခွဲလေးငါးမြင်းဆောင် တီချောက်ဖုံမုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း28တပ်ခွဲ3တမူးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်လေး TSG တပ်ရင်းချင်းတွင်းဖိုင်တာဂရုတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသိရပါတယ်။ဆက်လက်ပြီးရွှေဘိုတွင်အကြံဖက်စစ်တပ်စစ်ကြောင်းပိတ်ဆို့တိုက်ခိုက်ခံရပြီးတက်ချက်ကြီးအပါခွန်နှက်ဦးသည်၄ဦးအရှင်မိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စကိုင်းတိုင်းရွှေဘိုမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့အကြံဖက်စစ်အုပ်စုကိုပိတ်ဆို့တိုက်ခိုက်ရာတက်ချက်ကြီးစံထွေးအပါဝင်စစ်အုပ်စုအဖွဲ့ဝင်9ယောက်သေဆုံးပြီးတက်ချက်ကြီးအဆင့်ရှိသူ၁ယောက်နဲ့ ပြည်သူစစ်မှုထမ်းခေါ်ပါစတော့ရောက်ကိုလက်နက်ခရမ်းတွေနဲ့အတူဖမ်းဆီးရမိတယ်လို့ရွှေဘိုခရိုင်တရင်26ပြန်ကြားရေးတာဝန်ခံကိုမိုင်းကသတင်းဌာနကိုပြောပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ2ရက်နေ့မနက်အာရုံတက်ချိန်မှာရွှေဘိုမြို့တောင်ဘက်မုတ်ကတက်စင်တာကနဲကြီးရွာဘက်ထွက်လာတဲ့အင်အား60ပါအကြမ်းဖက်စစ်ကြောင်းကိုဒေါ်လာရေးတပ်တွေကခုခံပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်စစ်ကြောင်းမှာတမ33လက်အောက်ခံစခတာ8တာထပါနှင်းစူဆောင်ရီလီစတဲ့ရွှေဘိုမြို့အခြေစိုက်တပ်တွေပါဝင်ခဲ့ပြီး တထပနှစ်ပုံမူကဥဆောင်ကအင်အား60ကျော်နဲ့စစ်ကြောင်းထိုးလာတယ်လို့သိရပါတယ်။တိုက်ပွဲဟာမနက်6နာရီခွဲကနေညနေ7နာရီခွဲထိကြာမြင့်ခဲ့ပြီးပြင်းထန်ခဲ့တာကြောင့်စစ်အုပ်စုဘက်ကတပ်တက်ကြီးစံထွေးအပါအဝင်ခုနှစ်ယောက်တေဆုံးပြီးထိခိုက်ဒဏ်ရာရသူ10ယောက်တရှိခဲ့ပါတယ်။ဒါပြင်တပ်ကြက်အဆင့်ရှိသူ1ယောက်နဲ့ပြည်သူစစ်ကောစစ်မှုထမ်းပါစ3ယောက်ကိုလည်းတော်လန်ရေးတပ်တွေဖမ်းဆီးရမိခဲ့ပါသေးတယ်။တက်ဆက်ထဲမှာပဲစစ်အုပ်စုရဲ့တိုက်ခိုက်မှုကြောင့်တော်လန်ရေးဘက်ရဲဘော်2ယောက်ကြာဆုံးခဲ့တယ်လို့ထိခိုက်ဒဏ်ရာရရှိသူ3ယောက်လည်းရှိပါတယ်။ စေအုပ်စုကမြို့တောင်ဘက်အထက်မုတ်ပေါက်တက်ဆွဲထားတဲ့နေရာကနေပြီးတော့တောင်ဘက်တာကနန်းကြီးွာတဲ့ကိုအလေးငိုက်ထိုးစစ်ဆင်လာတာပေါ့သူတို့ရွာဖုံကြီးကျောင်းသားအယောက်ကျွန်တော်တို့ကပိတ်ဆို့ပြီးစတိုက်တာပေါ့တိုက်ပွဲက6နိုင်လောက်ကြာခဲ့ပါတယ်စစ်ကြောင်းကတိုက်ပွဲစပြီးလို့3နိုင်လောက်ကြာဖွဲ့စည်းပုံပြတ်သွားတယ်အဲ့ဒီမှာသူတို့လက်နက်ကြီးပစ်ကူတွေယူပြီးတော့စုပ်ဖို့ပြင်နေအဲ့ချိန်မှာကျွန်တော်တို့အတင်းဝင်လုံးတော့အရှင်တွေမိတာပါပဲဦးဆောင်လာတဲ့ဗိုလ်မှူးနဲ့ပိုကြီးတွေက သူတို့အရင်စုပ်ပြေးသွားလို့ပါစတွေကိုပဲဒီအတိုင်းအသေးပြစ်ထားခဲ့တာပါလို့ရွှေဘိုခရိုင်တရင်26ပြန်ကြားရေးတာဝန်ခံကိုမိုင်းကသတင်းဌာနကိုပြောပါတယ်တိုက်ပွဲတွင်းကနေ MB3 တနက်တလန် MB1 တနက်တလန်60မမကွန်မန်ဒိုပြောင်းတလန်အဖူနှစ်ဖူရှီပေါတုံးကူကျော်လွယ်ကြံမာတစုံ RPG 7နှစ်ဖူနဲ့ 5.56G တရာတောင်းလို့ကိုတော်လန်ရေးတက်တွေသိမ်းစီရရှိခဲ့ပါတယ်ဒီတိုက်ခိုက်မှုကိုရွှေဘိုခရိုင်တရင်တွေဖြစ်တဲ့တရင်15 18 23 26 9906 တူကဲတာဝီကန်တို့နဲ့အတူရွှေဘုံမြို့နယ်တိုက်နယ်ကပါကာဖတိုက်ခိုက်ရဲအဖွဲ့တောဘူပြည်သူ့ကောက်ွယ်ရဲအဖွဲ့နောက်တန်းတိုက်ကဂရုနေမီကန်ပါကာဖအဖွဲ့တွေနဲ့နေမီကန်ရွှေဘုံခရိုင်တရင်လေးတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ရွှေဘုံမြို့ကာညာနာယုံနဲ့အမှတ်နှစ်ထောက်ပို့တပ်တွေစီကနေလက်နက်ကြီးဟောင်းဝစ်စာတွေအဆက်မပြတ်ဖြစ်ခဲ့တယ်လို့လည်းသိရပါတယ်။ စေအောင်စုပြက်ခတ်လိုက်တဲ့လက်နက်ကြီးကြီးတစ်လုံးဟာရွှေဘုံမြို့အထက်ကားကြီးကိုင်းအနီးကအောင်မြေဖုံကြီးကျောင်းဝင်းအတွင်ကြားရောက်ပောက်ခွဲပြီးကျောင်းဝင်းအတွင်ရှိနေတဲ့စာသင်ကိုရင်လေးပါပြန်လုံတော်မူခဲ့တယ်လို့တန်ဃာတော်ခုနှစ်ပါးလေးထိခိုက်ထင်ရန်ရရှိခဲ့ပါတယ်။တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်ရွှေဘုံမြို့ကြီးနာကာလန်ပြည်မြောင်းကြီးကျေးရွာတော်မှာရှိတဲ့တာထပနှင်းနှင်းကာညာရုံကနေဟောင်ဝဲစာရီပြစ်ကူတဲ့ပုံအဲမှာဖုံကြီးကျောင်းနဲ့ကြပြီးကိုရင်တွင်တဲ့တန်ဃာတော်တွေထိသွားတယ်။မြို့ကန်ပြည်သူတွေလည်းစေအောင်စုပြစ်ကူပြီးတဲ့ဟောင်ဝဲစာအတန်တွေကိုလည်းကြားကြပါတယ်။ ဒါကိုသူတို့ဘက်ကကျွန်တော်တို့ပဲပြစ်တယ်လို့တွဲချပါသေးတယ်ထုံစံတိုင်းပါပဲလို့ရွှေဘိုခရိုင်တရင်26ပြန်ကြားရေးတာဝန်ခံကိုမိုင်းကသတင်းဌာနကိုပြောပါတယ်ဆက်လက်ပြီးစစ်တပ်က BGF ခွဲထွက် DKPA နဲ့ပူးပေါင်းပြီးကမမောင်းကတိုင်တီလန်ပိုင်စစ်ကြောင်းထိုးလာတဲ့ဆွဲတဲ့ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်အာနာသိန်းစစ်ကော်မရှင်တပ်ဟာကရင်နစ်ကြားဆောင်တဲ့ BGF ဘိုးဘီဦးဆောင်တဲ့ခွဲထွက် DKPA အဖွဲ့တို့နဲ့ပူးပေါင်းပြီး ကမာမောင်ကတိုင်တီလန်ပိုက်မှာစစ်ကြောင်းထိုးတိုက်ခိုက်နေတယ်လို့ KNU တပ်မဟာကပြောခွင့်ရဘူမူကြီးစောကလေးတို့ကသတင်းဌာနကိုပြောပါတယ်။ကရင်ပြည်နယ်ဖောက်ပွန်ခရိုင်အတွင်းတိမ့်ပိုက်ခံထားရတဲ့တပ်စခန်းတွေပြန်တိမ့်ပိုက်နိုင်ရင်းနဲ့ဖောက်ပွန်ပြူဟာစီစစ်ကူပို့ဆောင်နိုင်ရတဲ့အတွက်စစ်ကော်မရှင်တပ်ကစစ်ကြောင်းထိုးလာနေပြီးဒီလိုစစ်ကြောင်းထိုးရမှာ BGF နဲ့ပိုးပြီးဦးဆောင်တဲ့ခွဲထွက် DKP အဖွဲ့တို့ကဥပပေါင်းပါဝင်တိုက်ခိုက်ပေးနေတာပါ။ ပြီးခဲ့တဲ့စက်တင်ဘာလပိုင်းကစစ်ကော်မရှင်တပ် PDF ပုံပြီးဦးဆောင်တဲ့ခွဲထွက် DKPA ပူးပေါင်းအဖွဲ့တို့ကကမမောင်ကတိုင်တိလန်အတိုင်းစစ်ကြောင်းထုလာခဲ့ရာခရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မဟာငါကကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကော်မရှင်တပ်ပူးပေါင်းအဖွဲ့တို့ပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။စစ်ကော်မရှင်တပ်တို့ပူးပေါင်းစစ်ကြောင်းတွေဟာအခုလက်ရှိမှာကမောင်မြို့အထက်ဘက်နာဝါဒူကျေးရွာအထိုင်းချတပ်ဆွဲထားတယ်လို့ KNU တပ်မဟာငါပြောခွင့်ရဖိုးမှုကြီးစောကလေးတို့ကဆိုပါတယ်။ ဒီရက်ပိုင်းတွင်ဟာပိုခရိုင်တပ်မဟာ9နေမြေတဲမှာနှစ်ဖက်တိုက်ပွဲတွေကြီးကြီးကျယ်ကျယ်ဖြစ်ပွားတာမရှိသေးပေမယ့်စစ်ကော်မရှင်တပ်စခန်းတချို့ကစခန်းပြပဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေရှိနေပါတယ်။ KNU တပ်မဟာ9ကတင်ပိုက်ထားခဲ့တဲ့ကတိုင်တီစခန်းကိုစစ်ကော်မရှင်တပ်ကပြီးခဲ့တဲ့ဇွန်လအတွင်းပြန်လည်တင်ပိုက်နိုင်ခဲ့ပေမယ့်ကတိုင်တီကမမောင်းလမ်းပန်းကိုအပြေအဝပြန်လည်မထိန်ချုပ်နိုင်သေးတဲ့အတွက်အခုလိုတပ်အင်အားတွေထပ်မံဖြည့်ဆည်းနေပြီးစစ်ကြောင်းထိုးတိုက်ခိုက်လာနေတာလည်းဖြစ်ပါတယ်။ VGF နဲ့ဘိုးဘီဦးဆောင်နဲ့ခွဲထွက် DKB အဖွဲ့တို့ဟာလက်ရှိဖြစ်ပွားနေဆဲဖြစ်တဲ့ BK ခေါ်တိုက်ပွဲနဲ့အာရှလန်ကျုံတိုးကော့ကရီလန်ပိုင်းတိုက်ပွဲတွေမှာစစ်ကော်မရှင်တပ်ဖက်ကနေပါဝင်ကူညီတိုက်ခိုက်ပေးနေပြီးနှစ်ဖွဲ့စလုံးဟာစစ်ကော်မရှင်ဟာကျင်းပမဲ့ရွေးကောက်ပွဲကိုထောက်ခံတဲ့အဖွဲ့တွေလည်းဖြစ်ကြပါတယ်ဆက်လက်ပြီးဘီလင်းမြို့နယ် ရန်ကုန်မော်လမြိုင်လမ်းပိုက်မှာစစ်ကော်မရှင်တပ်ကအင်အားအများပြတိုးချထားပြီးအစစ်စီမခံပါကပြစ်မိတ်ထုတ်ထားတယ်လို့စစ်ကော်မရှင်ရဲ့ဒီဆက်သူတွေထံကသိရပါတယ်။အောက်တိုဘာ၄ရက်နေ့မနက်9:00နာရီလောက်ကစလို့အင်အား150ကျော်ပါတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာအလူလေးကျေးရွာရန်ကုန်မော်လမြိုင်ကားလမ်းတစ်လျှောက်နေရာယူဖြန့်ချက်ထားတာပါ။စစ်ကော်မရှင်ရဲ့ဤဆက်သူတွေရဲ့ပြောပြချက်အရာအစစ်အစေးမခံတာနဲ့တနက်အတန်ကြားဖကပြစ်ခတ်ဖို့လည်းညွှန်ကြားထားတယ်လို့ဆိုပါတယ်စစ်ကော်မရှင်တရဲ့အင်အားတိုးမြှင့်မှုဟာလာမယ့်ရက်ပိုင်းအတွင်းအလူလီချေးရွာနဲ့အနီးပတ်ဝန်းကျင်ချေးရွာတွေကို စစ်ကြောင်းထိုးဖြစ်နိုင်တယ်ဆိုတဲ့သုံးသပ်မှုတွေလည်းရှိနေပါတယ်။စစ်ကော်မရှင်တပ်ဘက်ကကားလန်တလျှောက်မှာလုံခြုံရေးအင်အားအများပြားရောက်ရှိနေတာကြောင့်ဒေသခံတွေကတိုက်ပွဲဖြစ်မှာစိုးရိမ်နေကြပြီးထွက်ပြေးဖို့လည်းပြင်ဆင်ထားကြတယ်လို့ဆိုပါတယ်။အလူလေးကျေးရွာနီးမှာစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေမကြာခဏဆိုသလိုတိုက်ခိုက်ခံရပြီးထိခိုက်သေးဆုံးတာတွေလည်းရှိနေပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ၁ရက်နေ့ကလည်းအလူလေးကျေးရွာအထက်သားစက်ယုံအနီးခင်းပုံဝင်နေတဲ့စစ်ကော်မရှင်တပ်မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့်၃ဦးထပ်မံပြင်းထန်ထဏ်ရာရရှိခဲ့ပါတယ်။ ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲညနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်